6သိန်းကျော်8သိန်းအောက် Global Version နဲ့မှာဒီ Redmi Note 4D 4G ကကျွန်တော်တို့ရွေးချယ်တင်တဲ့ဖုန်းတစ်လုံးပါဒီဖုန်းမှာဘာတွေအားသာချက်ရှိလဲတကယ်တမ်းဒီသေးတမ်းဝင်ချက်မအောင်တကယ်တမ်းတန်တဲ့ဖုန်းလားဆိုတာကိုဒီဘူလက်ထဲမှာပြောပြပေးမယ်ကျွန်တော်တို့အတူတူကြည့်လိုက်အောင် ထမဆုံးကတော့သူ့ရဲ့ဈေးနှုန်းသူ့ရဲ့ဈေးကတော့9သိန်းအောက်မှာရှိရပါတော့အဲ့တော့ဒီဖုန်းက9သိန်းအောက်မှာသူ့ရဲ့ဒီဇိုင်းဘန်းကဘယ်လိုနေလဲစပြီးပြောလိုက်အောင်သူ့ရဲ့ဒီဇိုင်းဘန်းကတော့သူ့ရဲ့အကိုကြီးတွေဖြစ်တဲ့ Redmi Note 40 Pro Note 40 Pro Plus တို့နဲ့မတူဘူးအဲသူကကင်မရာဘန်းလေးကိုကျွန်တော်ဘေးဘက်ကိုထားပေးထားပါတော့ပြီးတော့ကင်မရာဘန်းကလည်းအရင်မထူတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖုန်းကိုဟိုဒီခုံပေါ်မှာတင်လိုက်တဲ့အခါမှာကိုယ့်ရဲ့ကင်မရာကိုထိမလားဆိုတာကိုစိုးရိမ်နေတာမရှိဘူးဒီချက်ကတော့တော်တော်လေးသဘောကျတယ် ပြီးတော့ job chain ကိုကျွန်တော်တို့ match screen နဲ့လုပ်ပေးတာဖြစ်တဲ့ကြောင့်ကျွန်တော်လက်တွေပါနဲ့ပုတ်ကြည့်မယ်ဆိုရင်လည်းဒီဖုန်းကလက်ရအောင်ဖြစ်တာမရှိဘူး။ဒါလေးတော့တော်တော်လေးကြိုက်တယ်။ကျွန်တော်ဘေးဘက်ပေါင်တွေကိုလည်း aluminum frame ကိုတုံးထားပြီးတယ်။ပြီးတော့ဒီလိုပေါ့ flat ပေါ့နော်။အဲ့တော့ဒီဖုန်းလေးကလက်ထဲမှာကိုင်ရတာဘောင်စီဖြစ်ဖြစ်နဲ့ကိုင်လုံကောင်းတဲ့ဆိုတဲ့အနေထားမှာရှိတယ်။အလေးချိန်နည်းနည်းကလည်း 196g ဆိုတော့ဒီဖုန်းကမပေါ့လို့မလင်းလို့ပါပေါ့နော်။အနေတော်အနေထားမှာတော့ရှိတယ်။ဘေးကွက်လည်းဒီပိုင်းနဲ့ပတ်သက်ပြီးတော့ဒီဖုန်းလေးကရှေ့ရထွက်ခဲ့တဲ့ Redmi Note 30 4G တက်စာရင်တိုးတက်ပြောင်းလဲလာအချက်နှစ်ချက်ရှိတယ်။ ထမဆုံးချက်ကတော့ကျွန်တော်အပေါ်မှာပြောခဲ့လို့ပဲ aluminum frame ကိုသုံးပေးလိုက်တာနောက်တစ်ချက်ကတော့ Redmi Note 10 4G မှာက Gorilla Glass 3ကိုပဲသုံးပေးထားပြီးတော့ဒီဖုန်းလေးမှာက Gorilla Glass 5ကိုသုံးပေးထားဖြစ်တဲ့ကြောင့်ပို့ပြီးတော့အကျန်းခံတယ်ချစ်ရဆင်ရဖုံးရတယ်ပို့ပြီးတော့ခံနိုင်တယ်နောက်ပြီး IP54 Dust and Water Resistant လည်းပါတော့ကိုကမွေးရည်ထဲမှာကျွန်တော်ဖုန်းတွေမှာသုံးလို့ဖုန်းတွေမှာရေစင်တာဒီလောက်ကတော့ဒီဖုန်းကခံနိုင်တယ်သူရဲ့ display ဘက်ကိုတွားလိုက်အောင် တွေ့ရဲ့ display ကလည်းဒီဈေးတန်းဝင်ကျင်မှာတော်တော်လေးအားရဖို့ကောင်းတယ်ပေါ့နော်7.67 inches AMOLED panel နဲ့ 120Hz ကိုတုံးထားတယ် Bright net ကလည်း1800 nits ပါတယ်ဒါကတော်တော်လေးအားရဖို့ကောင်းတယ်ပေါ့နော်ပြီးကြတော့တွေ့ရဲ့ display panel quality ကလည်း AMOLED ဖြစ်တဲ့တဲ့ကြောင့်စိုးစိုးတောက်တောက်လေးနဲ့ကြည့်လို့ကောင်းတဲ့ဘက်ကိုသွားတယ်ပြီးတော့ Bright net က1800 nits ဆိုတော့နေရောင်ထဲမှာဒီဖုန်းကိုကြည့်မယ်ဆိုရင်လည်းကောင်းကောင်းမွန်မွန်ရှင်းရှင်းလင်းလင်းမြင်ရတယ်ဒီ display နဲ့ပတ်သက်ပြီးတော့နောက်ထပ်သဘောကျတဲ့ချက်ကတော့ဒီဈေးတန်းဝင်ကျင်မှာသူ့ရဲ့ဒီပါပေါ့နော်ချင်းတွေကအရင်ထူနေတာမရှိဘူး ီချက်ကိုတော်တော်လေးကြိုက်တယ် speaker ဘက်ကလည်းဒီဖုန်းမှာက stereo speaker ကိုသုံးထားပေးတယ်ပြီးကြတော့ Dolby Atmos နဲ့ကျွန်းလုပ်ပေးထားဖြစ်တဲ့တဲ့ကြောင့်တော်တော်လေးအားကိုကောင်းတယ်ပေါ့နော်အာပြီးကြတော့ဒီပေါ့ studio speaker တွေဆိုရင်ပုံမှန်ဒီဇိုင်းဝင်ကျင်အခြားဖုန်းတွေမှာကဒီလို earpiece speaker ပဲကျွန်တော်အတန်ထွက်တာပေါ့နော်သူ့မှာတော့မဟုတ်ဘူးကျွန်တော်ဖုန်းရဲ့အပေါ်ဘက်ခြမ်းလေးမှာ speaker box လေးထပ်ပြီးတော့ထည့်ထားပေးတာဖြစ်တဲ့တဲ့ကြောင့် studio sound ပို့ပြီးတော့ရတယ်ဒီကောင်လေးတော်တော် mic တဲ့အချက်ပဲကင်မရာဘက်ကိုတွားလိုက်အောင်ကင်မရာဘက်အနေနဲ့သူရှိမှာသုံးထားပေးတဲ့ sensor တွေကတော့ 1 way megapixel main camera 2 megapixel micro နဲ့2 megapixel depth travel camera စတဲ့နဲ့လာတယ်သူရဲ့ပုံထွက် quality ကတော့တာမန်ပဲပေါ့နော် daylight တွေမှာရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့1 way megapixel နဲ့ရိုက်မှာဖြစ်တဲ့အကြောင်းကျွန်တော်ဒီ day ဘိုင်းလေးတော့တော်တော်လေးအားရဖို့ကောင်းတယ်အာဒီကင်မရာဆက်တပ်မှာ ultra wide ကင်မရာမပါတာတော့ကျွန်တော်တိတ်တဘောမတွေ့ဘူးပေါ့နော် micro camera စား ultra wide ကင်မရာကိုထည့်လိုက်မယ်ဆိုရင်တော့တော်တော်လေးကြိုက်မိပါပေါ့နော်ဒါပေမဲ့လည်းဒီဇေတန်းဝင်ကျင်ဒီကင်မရာဆက်တပ်နေရတော့တိတ်ပြီးတော့အပြစ်မပြောချင်ဘူး selfie ကင်မရာနေနေရတော့20 megapixel ကိုတုံးထားပြီးတယ် ရမ်မီရဲ့ Note series ဆိုတဲ့အတိုင်း selfie camera ကတော့ပုံမှန်ပဲပေါ့နော်အရင်ကောင်းနေတာလည်းမရှိဘူးအရင်ဆိုးနေတာလည်းမရှိဘူးကိုကတာမန် selfie ဓာတ်ပုံတွေရိုက်တာတော့ကတော့ကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးတုံးလို့ရတယ် performance ဘိုင်းကိုတွားလိုက်အောင် performance ဘိုင်းအနေနဲ့တော့သူရှိမှာတုံးပေးထားတဲ့ SOC ကကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံတော် SOC လို့ပြောလို့ရမယ် Helio G99 ကို overclock လုပ်ထားတဲ့ G99 Ultra ကိုတုံးထားပြီးတယ်ဒီ SOC ရဲ့ performance ကကိုကတာမန် daily usage တုံးတာအပြင်မှာ မိုဘိုင်းလီဂျန်တို့ပတ်ကြည်လိုမျိုးခိန်းတွေကိုပေါ့ပေါ့ပါပါစောင့်ကျင်တဲ့လူတွေအတွက်ကောင်းကောင်းမွန်မွန် AACC စောက်လို့ရတယ်ပြီးတော့ဒီဖုန်းလေးက Android 40ကိုအခြေခံထားတဲ့ HyperOS 1.0နဲ့လာမယ်နောက်ပြီးတော့ကျွန်တော်အားရတဲ့အချက်ကတော့ Android update ကို၄နှစ်ထိပေးမှာဆိုတော့ဒီချက်ကိုတော်တော်လေးအားရတယ်ပေါ့နော်ပုံမှန်အခြားသောဖုန်းကုမ္ပဏီတွေကဒီလို budget ဈေးဝင်ချင်မှာ Android update ကိုအလုံးစုံ၂နှစ် အများဆုံးမှာ၃နှစ်လောက်ပဲပေးတာပေါ့နော်။သူက၄နှစ်ထိပေးတာဆိုတော့ကိုကဖုန်းတစ်လုံးကိုခက်ကြကြကန်ကျင်တဲ့လူတွေအတွက်လည်းအဆင်ပြေတယ်။ပြီးကြတော့သူရှိမှာတုံးထားပြီးရဲ့ SOC performance ကလည်းလင်းကားနှစ်လောက်တော့ဖုန်းပေါ့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 တုံးကျင်တဲ့လူတွေကတော့ OK ဆိုပြီးနေမှာတော့သိကြတယ်။ပြီးတော့ဒီဖုန်းက global version ဖုန်းဖြစ်တဲ့တဲ့ကြောင့် notification နောက်ကြတာတို့တရုပ်စာတရုပ်စာဝယ်ပါတာတို့ဒီဖုန်းမှာရှိမှာမဟုတ်ဘူး။ပြီးကြတော့ Google Play service တွေကိုလည်းကောင်းကောင်းမွန်မွန်အဆင်ပြေပြီးတုံးလို့ရတယ်။ ။နောက်ပြီးတော့ Google ရဲ့ Gemini ကိုလည်းဒီဖုန်းမှာပေးတင်ထည့်ပေးထားတယ်။ဒီချက်ကတော့တော်တော်လေးကြိုက်တယ်။ Fingerprint sensor ကတော့ကျွန်တော်တို့ Android Fingerprint sensor နဲ့လာတယ်။ Eurotunnel optic ပဲပဲပေါ့နော်။သူရဲ့ speed ကတော့မြန်နဲ့ accurate လည်းဖြစ်တယ်။ battery ဘိုင်းနေနဲ့ကတော့သူရှိမှာ9500 mAh ကို 33W fast charging နဲ့လာတယ်ပေါ့နော်။သူ့ weight က 196g ပဲရှိတာကို9500 mAh ဆိုတော့တော်တော်လေးတော့အားရဖို့ကောင်းတယ်။အားပြန့်သွင်းမှုကိုလည်း 33W နဲ့ဆိုတော့အရင်ကြီးမပြတ်ပေမဲ့သူ့ဟာလေးနဲ့သူတော့အဆင်ပြေတော့ပေါ့နော်။ မဲဆွေရဒီဖုန်းကိုဂိမ်းရမ်းမဆော့ပဲနဲ့ဖုန်းကိုဖုန်းတစ်လုံးလို့ဆိုရှယ်မီဒီယာသုံးတာလောက်ဖုန်းပြောတာလောက်သုံးမယ်ဆိုရင်တော့ဒီဖုန်းကနှစ်ရက်လောက်တော့အေးအေးဆေးဆေးခံတယ်ပေါ့နော်ဂိမ်းလေးပါဆော့မယ်ဆိုရင်တော့မဲဆွေတစ်ရက်လောက်ပဲခံမယ်အဲ့တော့ဒီဗီလေးက6သိန်းကျော်9သိန်းအောက်မှာ global version ဖြစ်တဲ့ Redmi ရဲ့ Note 40 4G လေးကို review လုပ်ခဲ့ပေးတာပဲဖြစ်ပါတယ်ဒီဖုန်းလေးကို Blue Ray ကို recommend ပေးလဲဆိုတော့ဒီ9သိန်းဈေးတန်းဝင်ချင်မှာကိုက China version နဲ့မကင်ရင် Global version ကင်ရင်ねပြီးတော့ display ကောင်းကောင်း၊ base quality ကောင်းကောင်းဖုန်းတစ်လုံးကို၄နှစ်၅နှစ်လောက်ကြာကြာကင်ရင်ね အာပြီးကြတော့ဘေး quality လည်းကောင်းရမယ်ဆိုတဲ့လူတွေအဂိမ်းကိုပေါ့ပေါ့ပါပါဆော့ကျင်နေဆိုတဲ့လူတွေပြီးကြတော့လူကြီးတွေကိုဖုန်းဝယ်ပေးဖို့ဘယ်ဖုန်းဝယ်ရမလဲစဉ်းစားနေရတဲ့လူတွေအတွက်ကိုကျွန်တော်ကဒီဖုန်းကို recommend ကောင်းကောင်းမွန်မွန်ပေးလို့ရတယ်လို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်ခန့်ပါ Yangon Mobile Store